ိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအားလုံးကိုရန်ကုန်မြင်ကွင်းကျက်အစီအစဉ်ကနေကြိုဆိုလိုက်ပါရယ်ရန်ကုန်မြင်ကွင်းကျက်အစီအစဉ်ကနေဒီကနေ့ရိုက်ကူးတင်ဆက်ပေးမယ့်အခမ်းအနားကတော့ရန်ကုန်တက္ကသိုလ်ဝိစာခမ်းမမှကျင်းပပြုလုပ်တဲ့ World Philosophy Video 2015အခမ်းအနားကိုမိတ်ဆက်ပြောကြားပေးသွားမှာဖြစ်ပါရယ်ရှင်မြန်မာနိုင်ငံမှာဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်တဲ့ World Philosophy Day 2015အခမ်းအနားနဲ့ပတ်သက်ပြီးပရိသတ်တွေအားလုံးသိရှိစေဖို့အတွက်ကိုဆက်လက်ပြီးတော့တင်ဆက်ပေးချင်ပါရယ်ရှင် မြန်မာနိုင်ငံဝိဆာနေသိပံပညာရှင်အဖွဲ့ဤဦးဆောင်မှုဖြင့်တက္ကသိုလ်ကောလိပ်အသီးသီးရှိဒသနိကဗေဒဌာနများနှင့်ဒသနိကဗေဒအသင်းမြန်မာနိုင်ငံမှကျင်းပမည် World Philosophy Day အခမ်းအနားကိုရန်ကုန်တက္ကသိုလ်ဝိဆာခမ်းမတွင် ပြုလုပ်ကျင်းပခဲ့တာဖြစ်သလို UNESCO မှတာဝန်ရှိအကြီးအကဲများဒသနိကဗေဒပညာရပ်အားလေ့လာသင်ကြားသူများနှင့်ပညာရှင်များကတက်ရောက်လာကြပါသည် ုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီးဟာ2005ခုနှစ်မှစ၍နိုဝင်ဘာလတတိယမြောက်ကြာသပတေးနေ့ကို World Philosophy Day အဖြစ်သတ်မှတ်ခဲ့ပါသည်။အခမ်းအနားဖွင့်လှစ်ပြီးတဲ့နောက်မှာတော့မြန်မာနိုင်ငံဝိဆာနေသိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌဒေါက်တာသိမ့်မြင့်မှအဖွဲ့အမှာစကားပြောကြားခဲ့သလိုရန်ကုန်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဒေါက်တာကျော်နိုင်မှနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပါသည်။ ဆရာမကြီးမင်္ဂလာပါရှင်မင်္ဂလာပါအခုပထမဆုံးအနေနဲ့သိချင်တာကတော့ပေါ့နော် World Philosophy Day ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးတော့သိပြစီရှင် World Philosophy Day ဖြစ်ပေါ်လာပုံကတော့လေမနစ်ကမှစပြီးတော့ဆရာမတို့ဒီအထိတ်မှပွဲကိုဆောင်ရွက်ခဲ့ပါတယ်ဒါမနစ်ကကျတော့ဒီ internet ကနေပြီးတော့ download လုပ်ပြီးတော့တွေ့တဲ့အခါကျတော့ဒီမြန်မာနိုင်ငံမှာလည်း philosophy သင်ကြားပြီးတော့ philosophy ကိုမြန်နိုးတဲ့လူတွေရှိတာပဲပေါ့เนาะ philosophy ဘာသာရပ်ကဘဝအတွက်လည်းအရေးကြီးတယ် ဲ့တော့ဒီဘာသာရပ်ကိုပြည်သူအများတဲမှာလဲနားလဲသဘောပေါက်အောင် World Philosophy Day အခမ်းအနားကျင်းပဖို့အတွက်ចောင်းသားဟောင်းတွေဖွဲ့စည်းထားတဲ့ Philosophy အသင်းနဲ့ဆရာမတို့နိုင်ငံအနှံ့ပြားမှာရှိတဲ့ဒသနိကဗေဒဌာနပေါ့ Philosophy ဌာနဆရာဆရာမတွေနဲ့နောက်ဆရာမတာဝန်ယူထားတဲ့မြန်မာနိုင်ငံဝိဇာနဲ့သိပ္ပံပညာရှင်အဖွဲ့နဲ့ပူးပေါင်းပြီးတော့မနစ်ကစတင်ပြီးတော့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ် ဟုတ်ကဲ့ပါရှင်။အာ philosophy ဘာသာရပ်နဲ့အတူသူရဲ့ဆက်ဆက်ဘာသာရပ်တရားဆိုလို့ရှင်လူတွေရဲ့အနာဂတ်ဘဝပြီးအကန့်ကန့်အတီးတီးအတွက်တိုးတက်မှုအတွက်ဆိုလို့ရှင်ဘလိုမျိုးအပိုင်းကဏ္ဍတွေကနေပြီးတော့အထောက်အကူပြုပေးလဲပြီးတော့ဘလိုမျိုးအရေးပါမှုနှုံးထားတွေရှိလဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်းသိရှိပါစေရှင်။ philosophy ဘာသာရပ်ကလေသူ့မှာတည်သက်နေပဲကိုပိုင်းနေပဲရလို့မရှိပါဘူး။တမိုင်းမှာဆိုရင်သူ့ဘာသာရပ်အလိုက်သူလေးလာရတဲ့အချက်လက်တွေရှိတယ်။ ဖလောစီကတော့ဘာသာရတိုင်းကိုတွေးခေါ်မျောမြင်ပြီးတော့ဝေဖန်သုံးသက်တယ်တံပိုးဖြတ်တယ်နော်လမ်းညွှန်မှုတွေချမှတ်ပေးတယ်ဘာသာရတိုင်းနဲ့သက်ဆိုင်တဲ့ဘာသာကြီးတစ်ခုဖြစ်ပါဘာသာရကြီးတစ်ခုဖြစ်ပါတယ် ဟုတ်ကဲ့ပါရှင်။ philosophy ဘာသာရပ်ကိုလေ့လာလိုချင်တဲ့လေ့လာလိုတဲ့လူတွေအတွက်ကိုရောပြီးတော့ကျောင်းသားကျောင်းသူတွေအတွက်ဆိုလို့ရှင်လေဒီ philosophy နဲ့ဆက်ဆက်ဘာသာရပ်တွေပေါ်မှာထက်ထက်ဝင်ဝင်လေ့လာသင်ယူနိုင်မှုအတွက်ဆိုလို့ရှင်ဘလိုမျိုးလေ့လာစီးပူးမှုတွေလိုအပ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့သိရှိပြစေရှင်။ဟောဆရာမအကြံဉာဏ်ပေးချင်တာတော့ philosophy မှာလေ့ကျင့်ပြီးတဲ့ယုတ်တိဗေဒစင်ញင်းစင်လားစင်ញင်းညမှန်ကန်အောင်လေ့ကျင့်သင်ကြားပြီးတဲ့ဘာသာရပ်ရှိပါတယ်။အဲ့ဒါလေးတွေကို အခြေခံအနေစပြီးတော့နော်လူတွေကတွေးခေါ်ဆင်ခြင်တတ်တဲ့တရားမှတ်ပါတယ်ဒါပေမဲ့အဲ့တွေးခေါ်ဆင်ခြင်မှုတွေကခံစားချက်ကြောင့်လူအင်စန္ဒရီကြောင့်နော်ဒေါသကြောင့်မှားယွင်းတတ်ပါတယ်အဲ့တော့အဲ့လိုမမှားယွင်းအောင်ဘယ်လိုဆင်ခြင်သင့်နေဆင်ခြင်ခြင်းမှာဘာတွေကလမ်းညွန်ထားတယ်ဆိုတာကိုအဲ့ဒါတော့ဟိုအလေထမ်းကလေးလောက်ကစတင်ပြီးတောင်ရတယ်လို့ဆက်မမြင်ပါဘူး အဲ့ဒါတော့လိုအပ်ပါတယ်အတွေးခေါ်မှန်မှခုနပြောသလိုအလုံးမှန်တယ်လေအပြောလဲမှန်တယ်အဲအတွေးခေါ်မှားနေရင်တော့ဘဝမှာလမ်းကြောင်းလွဲသွားနိုင်ပါလေဆရာမတို့ကအဲ့ဒါမဲ့ဒီ philosophy ဘာသာရအကြောင်းကိုရေရာမသိကြဘူးပေါ့နော် philosophy ယူတဲ့အတွက်အလုံးမရနိုင်ဘူးလို့ပဲမြင်ရတယ်မဟုတ်ပါ philosophy training ကောင်းကောင်းရှိတဲ့လူကနိုင်ငံရေးလောကမှာဖြစ်စီစီးပွားရေးလောကမှာဖြစ်စီ ပညာရေးလောကမှာ ဖြစ်စေပေါ့နော်နောက်ပြီးတော့ဟိုရင်အုတ်ချုပ်ရေးဘိုင်းမှာဖြစ်စေနော်သူအတွေးခေါ်မှန်လို့ရှိရင်ဘာခေါ်မလဲလက်ပေးလိုက်ယူမှုဒုစရိုက်လုပ်ငန်းတွေအကုန်လုံးဟိုအပြောက်သွားမယ်လို့ဆရာမမပြောလို့ပါဘူးကျော့သွားနိုင်တယ်လို့ယူဆပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုး philosophy ဘာသာရေးနဲ့ပတ်သက်ပြီးသိလို့တမျှအားလုံးကိုဖြည့်ချပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင် ကျမလည်းလေ philosophy ဘာသာရအကြောင်းအများပြည်သူတွေနားလည်အောင်ဒီလိုရုပ်မြင်တန်ကြားတစ်ဆင့်လွှင့်ထုတ်ပေးမယ်လို့သိရတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင် ခမ်းအနားတွင်မြန်မာနိုင်ငံအခြေဆိုင် UNESCO ဖွဲ့မှတာဝန်ရှိသူမှတဝန်လှော်ကို ဖက်ကြားခဲ့ရမှာတော့လူမှုဘဝတာယာဝပြောရင်ငိန်ချမ်းသောကဘာကြီးတိဆောက်ရာတွင်လူသားတို့၏တွေးခေါ်မျှော်မြင်မှုသူဒီမဟုတ် လောကနှင့်လူဘဝအမြင် philosophy ဟာအထူးတလဲအရေးကြီးသည်ကိုသိစေလိုသောစေတနာဖြစ် war philosophy ဒီကိုတမမရခြင်းဖြစ်တယ်လို့သိရှိရပါတယ် ခန်းနာတွင် Philosophy for a Better Tomorrow ကိုဦးတည်၍ panel discussion များကိုဆွေးနွေးခဲ့ကြပါသည်။ဆရာမင်္ဂလာပါရှင်မင်္ဂလာပါခင်ဗျာအော်အခုဒီကနေ့ကျင်းပရဲပေါ့နော် World Philosophy Day ရဆိုလို့ရှင်မြန်မာနိုင်ငံမှာဆိုရင်တော့ဒါဒုတိယအကြိမ်မြောက်အခမ်းအနားလို့သိရပါတယ်ရှင်နိုင်ငံတကာမှာဆိုလို့ရှင် World Philosophy Day နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအခမ်းအနားတွေပြုလုပ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့လည်းသိပြရစီရှင်ဟုတ်ကဲ့ခင်ဗျာ ဒီ war philosophy တွေကနိုင်ငံတကာမှာတော့တကယ်တမ်းစခဲ့တာ2002ခုနှစ်ကပေါ့နော်ဒါပေမဲ့2005ခုနှစ်မှာမှကျွန်တော်တို့ UNESCO ကနေပြီးတော့နှစ်စဉ်နိုဝင်ဘာလတတိယပတ်ကြာသပတေးနေ့ကို war philosophy day လို့တရားဝင်သတ်မှတ်ခဲ့ပါတယ်အဲ့လိုသတ်မှတ်ကလေးကတခြားနိုင်ငံအသီးသီးပေါ့နော်အရှေ့တောင်အရှေ့နိုင်ငံတွေလည်းပါပါတယ်အထူးသဖြင့်တော့ European country တွေမှာဒီ war philosophy day ကိုတခန့်တနာကျင်းပကြတယ်အဲကျင်းပတဲ့ပုံစံတွေကတော့ တနိုင်ငံနဲ့တနိုင်ငံပေါ့နော်မတူညီတာတွေရှိပါတယ် themes ကိုလည်းကိုယ်နိုင်ငံနဲ့ကိုထုတ်ကြတာတွေလည်းရှိပါတယ်အဓိကကတော့သူတို့ကဒါဟိုဆွေးနွေးပွဲပေါ့နော် debate တွေလုပ်ပါတယ်နောက် round table တွေပေါ့နော်အဲ့ဒါမျိုးတွေကိုသူတို့အဓိကဦးစားပေးလုပ်တယ်ဒါအပြင်တခြားဘာလုပ်လဲဆိုတော့ philosophy day နဲ့ပတ်သက်တဲ့အတိအမှတ်ဒီအမှုပညာပစ္စည်းအမှုပညာသမားတွေကလည်းပါဝင်ဆောင်ရွက်လို့ရပါတယ်အဓိကကတော့သူတို့ပြောချင်တဲ့ message ကတော့ဘာလဲဆိုတော့ဒီ philosophy ဆိုတာဟာကျွန်တော်တို့ philosophy ဘာသာရပ်ကို သင်ကြားနေတဲ့ philosophy သမားတွေအတွက်တက်တက်ဘာသာရပ်မဟုတ်ဘာသာရပ်တရားမဟုတ်ဘူး philosophy ဆိုတာလူသားတိုင်းနဲ့ပတ်သက်တဲ့အထူးသဖြင့်အတွေးခေါ်ဆိုတာဟာလူတိုင်းမှာရှိနေတဲ့အရာဖြစ်တဲ့အတွက်လူသားတိုင်းနဲ့ပတ်သက်တဲ့အတွက်အားလုံးပူးပေါင်းပါဝင်လာနိုင်အောင်ဒီအတွေးခေါ်ကိုမှန်မှန်ကန်ကန်ဟလာဒုတ်ရှုတော်အသီးသီးကနေဆင်ရင်သုံးသပ်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ခဲ့ကြတာဖြစ်ပါတယ် ဟုတ်ကဲ့ပါရှင်။အော်အခုမြန်မာပြည်မှာဆိုလို့ရှင်လက်ရှိမှာဆိုရင်ပေါ့နော်။ဟို philosophy ဘာသာရေးနဲ့ပတ်သက်ပြီးတော့လေ့လာသင်ယူမှုနှုံထားကရောဘယ်လောက်ထိရှိလဲဆိုတာနဲ့အတူကျောင်းသားကျောင်းသူတွေရဲ့လေ့လာသင်ယူမှုနှုံထားရင်လည်းပတ်သက်ပြီးတော့ဆရာကြီးအနေနဲ့ဘယ်လိုမျိုးသုံးသပ်ပြောကြလိုပါသလဲရှင်။ဟုတ်ကဲ့ခင်ဗျာ။အဓိကတော့ဟိုတခြားဘာသာတွေနဲ့ဆိုင်တော့ကျွန်တော်တို့ဓာတ်တိနကဗီရဘာသာရေးကိုသင်ယူတဲ့အာနဲတာပေါ့နော်။ရာခိုင်နှုန်းအပြင်အဲ့ဒါကလည်းအဓိကအခြေခံအချက်ကဘာလဲဆိုတော့ကျွန်တော်တို့က အခြေခံပညာသင်ယူညွှန်းနှားမှာဒီဘာသာရမပါဘူးနောက်ကကျွန်တော်တို့ဘာသာရကိုက philosophy ကိုဘာသာပြန်လာပါဠိလိုပြန်လိုက်တယ်တန်တိယဗေဒဆိုတော့အဲ့မှာကလေးတွေအတွက်ကဝေဝါးသွားတယ်အဲ့တော့အဲ့ဒါကိုကျွန်တော်တို့အခုလုပ်နေတာဒါဟုဒါဟာကြီးကြီးကျယ်ကျယ်ခက်ခဲရမို့လူဆိုတာမွေးလာတွေကဟလာအတွေးရှိတယ်အမြင်ရှိတယ်အော်ကျွန်တော်တို့ဆိုရိုးစကားတစ်ခုတောင်ရှိပါတယ်ဟလား man is the rational animal လို့ဆိုတာအဲ့တော့ကျွန်တော်တို့က တတိဆန်နေတဲ့သဘာဝအပြင်သာတာဆင်ရင်စဉ်းစားတတ်တာသာတာပါအဲ့တော့ဒီလူတိုင်းကလူတိုင်းဟာဒီ rational ဆိုတာဟာလာဆင်ရင်စုံတရားဆိုတာလူတိုင်းမှာရှိပါတယ်ဒါဟုတ်တကယ်တမ်းတခြားနိုင်ငံတွေဆိုဒီမူဂျိုအဆင့်လောက်ကစပြီးတော့ဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းအဆင်ရင်မှုနဲ့ပတ်သက်ပြီးမှန်တယ်မှားတယ်ကောင်းတယ်ဆိုတာဒီလူတွေးရင်ဟုတ်သလားမဟုတ်ဘူးလားစသဖြင့်ဒီလူတွေးလာတော့ကလေးတွေကကြီးလာတဲ့အခါမှာဒီဘာနဲ့ပတ်သက်ပြီးအကျုံးဝင်ပြီးသားဖြစ်တယ်ကျွန်တော်နိုင်ငံမှာတော့နဖူးတွေဒူးတွေက ဒီတက်ကသူကြမှာဒါလင်တွေ့ရတဲ့အခါကျတော့ကလေးတွေကဝေဝါးပြီးတော့ဒါကိုနားမလဲတာအခုအဲ့နားမလဲတာကိုနားလဲလာအောင်ဒီဘာသားဟာအားလုံးနဲ့ဆိုင်နေဆိုတော့တိလာအောင်ကျွန်တော်တို့ကအခုကြိုးစားနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အခုလိုမျိုး wall philosophy တွေဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီးတော့ရှင်းရှင်းလင်းပြောကြပြရတဲ့ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်ကလည်းအခုလိုကျွန်တော်တို့လုပ်ငန်းဆောင်တာတွေနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြောကြခွင့်ရတဲ့အတွက် MRTV ဖို့ကျေးဇူးတင်ပါတယ်ခင်ဗျာ ထို့နောက်တသနိကပိဒါဆိုင်ရာ ဟောပြောဆွေးနွေးမှုများကိုပညာရှင်များကတက်ရောက်ဆွေးနွေးပေးခဲ့ကြပါသည်ပြည်ထောင်များရှင် တသနိကပေးတာဆရာဆရာမဟောင်းများចောင်းသားចောင်းသူဟောင်းများမြန်မာနိုင်ငံတော်ဝန်တက္ကသိုလ်အသီးသီးမှတသနိကဗီရာပို့ချတဲ့ဆရာဆရာမများလေးလာတင်ယူတဲ့ចောင်းသားចောင်းသူများကအထိတ်မှတ်ပွဲကိုတက်တက်ကြွကြွမိမိတက်ဆွမ်းသည်နှင့်အမျှပါဝင်အားပေးကူညီခဲ့ကြကြောင်းပြောကြားရင်းဖြင့်အစီအစဉ်ကိုဒီမှာပဲရနာခွင့်ပြုပါရှင်ကြည့်ရှုအားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်